တောင်ကြီးတဆောင်တိုင်းပွဲတော်ကာလအတွင်းရင်းရနာကကောက်ခံမှုဟာလေးလံတက်မှတ်စင်းုံတိုင်းမဟုတ်ပဲအနည်းဆုံး၅ဆလောက်ပိုကောက်ခံနေတယ်လို့ပွဲသွားသူတွေစီကသိရပါတယ်လေးလံစင်းုံတက်မှတ်ချက်အရပွဲတော်အတွင်းရင်းရနာကစင်းုံတွေအနည်းနဲ့ဆိုင်ကယ်တစ်စီးကို2000ကျပ်အိမ်စီးကားငယ်တစ်စီးကို9000ကျပ်နဲ့ကားလက်တစ်စီးကို1000ကျပ်သာတက်မှတ်ထားပေမဲ့အောက်တိုဘာလ29ရက်ဖွင့်ပွဲညက အိမ်စည်းကားတစ်စီးကို1,500တောင်းနဲ့ဆိုင်ကယ်တစ်စီးကို1,500တောင်းထိကောက်ခံနေတယ်လို့သိရပါတယ်။နီးနီးတို့ဝေးဝေးတို့အခရတွေကမတူနေဘူး။ကန်ကြီးတန်လန်းဘတ်ဆိုတထောင်ခွဲပဲရှိပေမဲ့ပွဲကင်းထဲကတော့9,000ပဲ။ကောက်ချင်တို့ကောက်နေကြတာ၊ကြက်မတ်စစ်ဆေးတာလည်းမရှိဘူး။လေးလံရသူကကြိုက်တို့လှုပ်ရှားပဲလို့တောင်ကြီးပြုံမှာနေထိုင်သူတို့ကမဲခေါင်ကိုပြောပါရယ်။အော်တိုဘားလ26ရက်ကနေနိုဝင်ဘာလ9ရက်ထိရှစ်ရက်ကြာပြုလုပ်နေတဲ့တောင်ကြီးတစောင်းတိုင်းပွဲကာလအတွင်း ရင်ရနာကဈေးနှုန်းတွေအစမတန်များပြားတာနဲ့ပတ်သက်ပြီးနှစ်စဉ်ဝေဖန်မှုတွေရှိနေပေမဲ့သက်ဆိုင်ရာကကြမ်းမတ်မှုအားနည်းနေတဲ့အတွက်ခုလိုဖြစ်နေတာလို့သိရပါဗျ။လေးလံချပေးခြင်းကရင်အနှံခွင်း၄ခုသာရှိခဲ့ပြီးဖွင့်ပွဲနေမှာတော့ရင်ရနာဖို့တတ်မှတ်ထားတဲ့နေရာတွေမှာတာမကလမ်းဘေးအိမ်တွေကလည်းနေရာတွေတတ်မှတ်ပြီးရနာကကောက်ခံနေတယ်လို့လည်းသိရပါဗျ။